ာအများစုအပြင်တိုက်လေရဲ့နှီးပညာမှာလည်းအမေရိကန်ကကမ္ဘာရှေ့ဆောင်နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ဒါပေမဲ့ခေတ်ရှိအပြေးဆုံးမျိုးဆက်သစ်တိုက်လေရင်တွေထုတ်လုပ်မှုမှာတော့တရုတ်ကအမေရိကန်ထက်ရှေ့ကပြေးနိုင်ဖို့အင်းနဲ့အားနဲ့စ조사နေတယ်လို့အထက်အလျောက်လည်းအရာထင်ပုံရတယ်လို့နိုင်ငံတကာလက်နက်ရေးရာသုတေသီတွေကသုံးသပ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့စတမမျိုးဆက်တိုက်လေရင်တွေပိုင်ဆိုင်ရေးအားပြိုင်မှုတွေမှာတရုတ်ရဲ့အားထုတ်မှုတွေကအတိုင်းအတာတစ်ခုထိရုပ်လုံးပေါ်လာနေတဲ့အခါ အမေရိကန်ကနောက်ကျကြံတယ်လို့ဖြစ်နေလို့ပါတရုတ်လက်ရှိစမ်းသပ်ပြန်တန်းနေတဲ့ prototype နမူနာအဆင့်တိုက်လျင်တစည်းကစက်ထမမျိုးဆက်ဖြစ်လိမ့်မယ်ဆိုပြီးကြဲကြဲပြန့်ပြန့်ထင်ကြေးပေးခံထားရပါတယ်တရုတ်ရဲ့ချန်တူကုမ္ပဏီကတာဝန်ယူတိစောက်ထားပြီးစစ်ရေးသူတွေတွေက J36 လို့ခေါ်လေးရှိတဲ့ပုံစံဆန်းဆန်းတဲ့တိုက်လျင်ကိုလက်တွေ့ပြန်တန်းမှုတွေစတင်စမ်းသပ်နေပါပြီတစ်ဖက်မှာအမေရိကန်ကတော့စက်ထမမျိုးဆက်တိုက်လျင်အသစ်တစည်းကို တရားဝင်မိတ်ဆက်ပြနိုင်ဖို့တောင်နှောင့်နှေးမှုအမျိုးမျိုးနဲ့ကြုံနေသေးပါဒါကြောင့်လဲမျိုးဆက်သစ်တိုက်လျင်စီမံကိန်းမှာအမေရိကန်ကိုနောက်ောက်ချဖို့တရုတ်ဘလို့ခြေလှမ်းတွေနဲ့စ조사နေတယ်လဲဆိုတာကို People Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကနေဆက်ပြီးကြည့်လိုက်ရအောင်ဒီနေရာမှာတိုက်လျင်မျိုးဆက်တွေအကြောင်းကိုအရင်ဆုံးအကြံဖြင့်ရှင်းပြပါမယ်ပထမကဘာစစ်ဒုတိယကဘာစစ်တွေမှာခရေကတိုက်လျင်မျိုးဆက်နှစ်ခုကကဘာအနှံ့စစ်မြေပြင်တွေမှာပါဝင်တိုက်ခိုက်ခဲ့ကြပါတယ် နောက်တော့ jet engine သုံးတိုက်လျင်တွေပေါ်လာပြီးတတိယမျိုးဆက်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ Vietnam စစ်ပွဲလိုစစ်ရေးပဋိပက္ခတွေမှာတတိယမျိုးဆက်တိုက်လျင်တွေကပါဝင်အစွမ်းပြခဲ့ကြတာပါ။အဲ့ဒီလျင်တွေတိစောက်တဲ့အခါမှာမြန်နှုံးမြင့်ပြန်တန်းနိုင်စွမ်းကိုအများကြီးဦးစားပေးစဉ်းစားခဲ့ကြဘူးပါတယ်။ဒါပေမဲ့လျင်ပြစ်ဒုံးကျည်တွေတီထွင်အောင်မြင်လာတဲ့အခါမှာတော့တိုက်လျင်တွေရဲ့ရှင်သန်ရေးမှာမြန်နှုံးကအဓိကမကျတော့ပါဘူး။ဘာလို့လဲဆိုတော့ ဒုံးကြီးတွေထက်ပိုမြန်အောင်တိုက်လေရင်တွေကပြန်တန်းဖို့မဖြစ်နိုင်ခဲ့လို့ပါ။ဒါကြောင့်ပဲအမေရိကန်ကတိုက်လေရင်တွေရဲ့ဒီဇိုင်းအယူအဆကိုလုံးဝပြောင်းပြစ်ဖို့ဆုံးဖြတ်ခဲ့ပြီးလက်ရှိကမ္ဘာပေါ်မှာလူသုံးအများဆုံးဖြစ်တဲ့စဒုဒ္ဓမျိုးဆက်တိုက်လေရင်တွေစတင်ပေါ်ပေါက်လာပါတယ်။ဤပညာပိုင်းမှာသူများထက်ထူးပြီးဥဆောင်ခြင်းတဲ့အမေရိကန်တရုတ်နဲ့ရုရှားတို့လိုစူပါပါဝါနိုင်ငံတွေကစဒုဒ္ဓမျိုးဆက်တိုက်လေရင်တွေကိုတွင်တွင်ကျယ်ကျယ်သုံးနေတဲ့ကာလတွေမှာတင်ပစ္စမမျိုးဆက်တွေကိုဆက်ပြီးသူတေသနာပြုတီထွင်ခဲ့ပါတယ်။ အဲ့ဒီတိုက်လေယာဉ်တွေကရေဒါတိုက်ပွဲဝင်စွမ်းဆောင်ရေးမြေပြင်နဲ့ချိတ်ဆက်မှုစတဲ့နည်းပညာအားလုံးမှာသရုပ်ထမျိုးဆက်တွေထက်ပိုတာလွန်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးတနည်းအားဖြင့်ပစ္စမမျိုးဆက်တွေရဲ့ဝိသေသလို့ပြောနိုင်တဲ့အားသာချက်ကတော့ရေဒါနဲ့ထောက်လန့်မှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်နည်းပညာပေါင်းစပ်ထားတာပဲဖြစ်ပါတယ်အဲ့ဒီအတော့တိုက်လေယာဉ်ကိုတဲ့တစ်ခုလုံးကိုအထူးသုတေသနပြုဖန်တီးထားတဲ့တတ္တုအမျိုးအစားနဲ့တိဆောက်ရတယ်လို့ဒီဇိုင်းပိုင်းမှာလည်း ရေဒါလှိုင်းတွေနဲ့ထောက်လန်းမှုကိုရှော့ချနိုင်အောင်ပေချာရေးဆွဲဖန်တီးရပါတယ်။ကမ္ဘာနိုင်ငံကြီးတချို့ကပစ္စမမျိုးဆက်တိုက်လျင်စီမံကိန်းတွေကိုအပြိုင်ဆိုင် အကောင့်ထဲပေါ်ခဲ့ပေမဲ့လက်တွေ့ထုတ်လုပ်နိုင်တဲ့အဆင့်ထိရောက်လာတဲ့နိုင်ငံကတော့လက်ငါးချောင်းမပြည့်ပါဘူး။တိတိကျကျပြောရမယ်ဆိုရင်အမေရိကန်၊တရုတ်နဲ့ရုရှားဒီသုံးနိုင်ငံပဲရှိပါတယ်။အမေရိကန်ကပစ္စမမျိုးဆက်တိုက်လျင်2မျိုး၊တရုတ်က2မျိုးနဲ့ရုရှားက1မျိုးထုတ်လုပ်နေပါတယ်။ဒါတောင်မှ ရုရှားရဲ့ SU-57 တိုက်လေယာဉ်မှာပိုင်ဆိုင်ထားတဲ့ကိုပြောက်စွမ်းရည်ကပြစ်စမမျိုးဆက်အဆင့်တက်မှတ်ချက်နဲ့ထိုက်တန်ရဲ့လားဆိုတဲ့ဝေဖန်မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။ဒီတော့ပြစ်စမမျိုးဆက်တိုက်လေယာဉ်တွေပိုင်ဆိုင်တယ်ဆိုတာကဂုံယူစရာဖြစ်ပေမဲ့ဇယိတ်တော့ထောင်းပါတယ်။ဒါကြောင့်မလို့လေအဲ့ဒီတိုက်လေယာဉ်တွေကိုမဟာဗျူဟာထိတ်တန်လက်နက်တွေအဖြစ်သတ်မှတ်ထားပြီးကြံတဲ့စစ်စင်ရေးအများစုကိုတော့ရှီရင်ဆွဲသရုတ်ထမျိုးဆက်တိုက်လေယာဉ်တွေရဲ့မိုးမှန်အဆင့်မြင့်ထားတဲ့ version တွေကိုပဲ ကျဲကျဲပြင်းပြန်သုံးနေကြတာပါဒါပေမဲ့စက်ထမမျိုးဆက်တိုက်လျင်တွေပေါ်လာရင်တော့ဒီအခြေအနေကလုံးဝပြောင်းသွားလိမ့်မယ်လို့စည်ရဲသူတွေတွေကလက်ခံထားပါတယ်ဆိုတော့နောက်ထပ်ဆယ်စုနှစ်နှစ်ခုလောက်အတွင်းအင်အားကြီးနိုင်ငံတွေရဲ့တိုက်လျင်တွေမှာကိုပြောင်နေပညာပါတဲ့ပစ္စမမျိုးဆက်တွေကအခြေခံစံတတ်မှတ်ချက်ဖြစ်လာပြီးနေပညာပိုင်းအများကြီးပိုအဆင်မြင့်တဲ့စက်ထမမျိုးဆက်တွေကအရေးပါတဲ့စစ်စင်ရေးတွေအတွက်အားကိုးရဆုံးဖြစ်လာမယ်လို့ယူဆထားကြပါတယ်အခုတရုတ်ကတော့ J36 စီမံကိန်းနဲ့ပတ်သက်ပြီးဘာမှမပြောသေးသလိုအဲ့ဒီတိုက်လင်ကစထမမျိုးဆက်ဖြစ်နိုင်မယ်လို့လည်းမပြောပါဘူး။ဒါပေမဲ့ပြန်တမ်းမှုမှတ်တမ်းတပ်ပုံတွေအရတော့ J36 ကလက်ရှိတရုတ်ရဲ့ပြစမမျိုးဆက်တိုက်လင်တွေဖြစ်တဲ့ J20 J35 တို့နဲ့ဒီဇိုင်းပိုင်းအများကြီးခြားနာသွားပါပြီ။ဒါကြောင့်လဲစထမမျိုးဆက်ဖြစ်နိုင်တယ်ဆိုတဲ့အထောက်အထားတွေတော်တော်များများရှိနေတယ်လို့နိုင်ငံတကာလက်နက်ပါရဂူတွေကသုံးသပ်ကြတာပါ။ထင်ရှားတဲ့အချက်ဆိုရင်တော့ J36 မှာ အမီးတွေကိုဖြောက်ပြစ်လိုက်တာပါပဲဒါကလေရင်ရဲ့ပြောင်းလွယ်ပြင်လွယ်စစ်ကစားနိုင်စွမ်းကိုမြင့်တင်ရမှာအကြီးအကျယ်အထောက်ကူပြုနိုင်ပါတယ်ဒါပေမဲ့နှီးပညာပိုင်းစိန်ခေါ်မှုတွေကတော့တိတ်ကိုကြီးလိမ့်မယ်လို့ပညာရှင်တွေကထောက်ပြထားပါတယ်အမီးပိုင်းမပါတော့တဲ့တိုက်လေရင်တစည်းကဟန်ချက်ပိုင်းကိုထိန်းညှိဖို့အရန်ခတ်ပါလိမ့်မယ်တရုတ်ကအဲ့ဒီစိန်ခေါ်မှုကိုကြော်လွှားနိုင်မဲ့နှီးပညာမျိုးရထားလို့သာ J36 design ကိုရဲရဲကြီးဖန်တီးခဲ့တာလည်းဖြစ်နိုင်ပါတယ် ဒီကိစ္စကလွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီးပြန့်နှံ့လာတယ်လို့ပြောရမလားပဲချန်တူကုမ္ပဏီတရှိတဲ့စီချွမ်ပြည်နယ်ဘက်မှာပုံစံဆန်းဆန်းနဲ့တိုက်လေရင်တမျိုးစမ်းသပ်ပြန်တန်းနေတာကို မျက်မြင်တွေကရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေလူမှုကွန်ရက်ပေါ်စပြီးထွက်လာခဲ့တာပါဒီလိုနဲ့ J36 ကနိုင်ငံတကာမီဒီယာတွေနဲ့စတင်ထိတွေ့မှုရှိလာပါတယ်ပထမဆုံးအနေနဲ့တော့ J36 မှာထူးခြားချက်ဆိုရင် အမီးမပါတာအင်ဂျင်၃လုံးတက်ဆင်ထားတာ လေယာဉ်မိုးနှစ်ဦးကိုရှင်းတော့မဟုတ်ပဲဘေကျင်းရှင်ရဲ့နေရာချထားတာတွေကိုတွေ့ရပါတယ်။လေယာဉ်ရဲ့တောင်ပံတွေက Delta Wing လို့ခေါ်တဲ့ပြန့်ကားပြီးအရွယ်ကြီးမားတဲ့ဒီဇိုင်းစိတ်ကူးကိုအခြေခံတည်ဆောက်ထားတာမျိုးပါ။ October လကုန်ပိုင်းမှာတော့ Chandu ကဒုတိယမြောက် J36 နမူနာ prototype ကိုစတင်စမ်းသပ်ပြန်တန်းခဲ့ပါတယ်။ထွက်လာတဲ့ဓာတ်ပုံတွေအရပထမနမူနာနဲ့ကွဲပြားတဲ့အပိုင်းတွေကိုမြင်လာရပါတယ်။ဒုတိယ J36 ကအင်ဂျင်လေဝင်လေထွက်စနစ်တွေရဲ့ဒီဇိုင်းကို အမေရိကန်ရဲ့နမေကျော်ပစ္စမမျိုးဆက် F22 တိုက်လေယာဉ်နဲ့စင်တူအောင်ပြောင်းပြစ်ခဲ့တာတွေ့ရပါတယ်။လေယာဉ်နောက်ပိုင်းတွေဆိုရင်လည်းအရင်ကရှေ့နောက်နှလုံးစီကပ်ရဲ့နေရာချထားတာကနေဒုတိယနမူနာမှာတော့ဘေးချင်းရှင်ပြီးပူးရက်သားဖြစ်သွားပါတယ်။ပြီးတော့လေယာဉ်ရဲ့အနောက်ဘက်ပိုင်းအချိုးစစ်ကလည်းအပြောင်းလဲတွေရှိလာပါတယ်။ဒါကပထမနမူနာကိုအချိန်ချင်းစမ်းသပ်ပြန်တမ်းပြီးမှတွေ့လာတဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးဒုတိယတိုက်လေယာဉ်ကိုဖန်တီးထားတဲ့သဘောပါ။ဒါကြောင့်တရုတ်က စက်ထမမျိုးဆက်တိုက်လျင်တွေဖန်တီးတဲ့ပြိုင်ပွဲမှာရှေ့ဆုံးကပြေးဖို့တဲတဲမဲမဲပြီးတော့အတန်တိတ်တိတ်နဲ့လှုပ်ဆောင်နေတယ်ဆိုတာတန်တရားရှိဖို့မလိုပါဘူး J36 အကြောင်းကဓာတ်ပုံတွေထွက်လာလို့သာတီးခွင့်ရတာဆိုပေမဲ့ဒီလေရင်ရဲ့စွမ်းဆောင်ရည်အချက်လက်တွေကိုတော့တရုတ်ကတခွန်းမှမဟသေးပါဘူးအမေရိကန်ကတော့လေတက်နဲ့ရေတက်အတွက်စက်ထမမျိုးဆက်တိုက်လျင်တမျိုးစီထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်လေတက်အတွက်အဲ့ဒီလေရင်တွေတိစောက်ပေးဖို့ကိုတော့ Boeing ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားပါပြီ။ ဒါပေမဲ့ရေတက်အတွက်စက်ထမမျိုးဆက်တိုက်လျင်တွေတာဝန်ယူဖန်တီးပေးမဲ့ကုမ္ပဏီကိုတော့ကာကွယ်ရေးဝန်ကြီးဌာနကအတိအကျမဆုံးဖြတ်ရသေးပါဘူး။ဘိုးဝင်းကထုတ်မဲ့စက်ထမမျိုးဆက်လေတက်တိုက်လျင်ကိုတရားဝင်နာမည်မဟုတ်သေးပေမဲ့ F47 လို့ရည်ညွှန်းကြပါတယ်။ဘိုးဝင်းက F47 ကိုမကြခင် prototype နမူနာအဆင့်ပွဲထုတ်မိတ်ဆက်ပါမယ်လို့ပြောပါတယ်။ဒါပေမဲ့လေယာဉ်ရဲ့ပထမဆုံးစမ်းသပ်ပြန်သန်းမှုအဆင့်ထိရောက်ဖို့နောက်ထပ်2နှစ်လောက်စောင့်ရအောင်မှာပါ။ ဒီချိန်မှာတရုတ်ကတော့ J36 ကိုပို့ပြီးကောင်းတစ်ထပ်ကောင်းအောင်အဆင့်မြင့်တင်ပြီးနေလောက်ပါပြီ။ဒါပေမဲ့လည်းတိုက်လျင်ထုတ်လုပ်မှုနေပညာအခြေခံကောင်းတွေပိုင်ဆိုင်ထားတဲ့အမေရိကန်ကတမင်ဆယ်လန်းကြာတလန်းဆိုသလိုပဲ J36 ရဲ့လက်ရှိအားသာချက်ကိုပြန်ကြော်တက်ပြတော့တာမျိုးလုပြကောင်းလုပြနိုင်ပါတယ်။ဒီနေရာမှာတခါတည်းပြောချင်တာကပြစမမျိုးဆက်တိုက်လျင်တွေထုတ်လုပ်မှုမှာအမေရိကန်တရုတ်တို့နဲ့အပြိုင်ဖြစ်ခဲ့တဲ့ရုရှားကလည်းစစ်ထမမျိုးဆက်အတွက်စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ယူကရိန်းစစ်ပွဲကြောင့်စရိတ်ထောင်းနေတဲ့အခြေအနေတွေကြောင့်လက်တွေထုတ်လုပ်ဖို့ကဖြစ်နိုင်ခြင်းနည်းသွားပါတယ်။ဒီတော့စစ်ထမမျိုးဆက်တိုက်လေရင်တွေပိုင်ဆိုင်ရေးပြိုင်ပွဲဆိုတာကတရုတ်နဲ့အမေရိကန်ကြားမှာပဲအားကောင်းလာမဲ့သဘောပါ။ဥရောပနဲ့အာရှကနောက်ထပ်အင်အားကြီးနိုင်ငံတချို့ကလည်းစစ်ထမမျိုးဆက်တိုက်လေရင်တွေပူးပေါင်းတည်ဆောက်ဖို့စိုင်းပြင်းနေပေမဲ့တရုတ်အမေရိကန်တို့ထက်တော့နောက်ကျပြီးမှအောင်မြင်နိုင်ခြင်းရှိပါမယ်။ပြီးတော့အခုပြောနေတဲ့စစ်ထမမျိုးဆက်တိုက်လေရင်တွေကို ဘလို့စံနှုံးနဲ့တတ်မှတ်မလဲဆိုတာကလည်းဝိဝါဒကွဲစရာတွေဖြစ်နေတုံးပါဘိုးဝင်းကတော့အဲ့ဒီမျိုးဆက်သစ်တိုက်လေရင်တွေဟာစစ်ရေးပြိပခါတွေကိုလုံးဝကွဲပြားတဲ့ချင်းကပ်မှုတွေနဲ့ကင်တွယ်နိုင်မယ်လို့ပြောပါတယ်ဒီနေရာမှာပိုပြီးအစင်းမြင့်တဲ့ဤပညာတွေကိုပြောက်စွမ်းရည်တွေပါဝင်လာရုံမကပဲလေရင်ရဲ့စွမ်းဆောင်ရည်ကိုဉာဏ်ရည်တု AI ဤပညာသုံးပြီးထူးထူးကဲကဲမြင့်တင်တာမျိုးတွေခရီးဝေးပြန်တန်းနိုင်တာ drone တွေနဲ့ပူးပေါင်းပြန်တန်းပြီးစစ်စင်ရေးဆောင်ရွက်နိုင်တာတွေကစက်ထမမျိုးဆက်တိုက်လေရင်ရဲ့ ဂုံရီတွေဖြစ်လာနိုင်ပါတယ်။တရုတ်ရဲ့စစ်ထမမျိုးဆက်တိုက်လျင်စီမံကိန်းနဲ့ပတ်သက်ပြီးပညာရှင်တွေအများစုတန်လျာဝင်ကြတဲ့အချက်ကတော့အင်ဂျင်နည်းပညာပိုင်းပါပဲ။တကယ်တမ်းမှာသမိုင်းတလျှောက်လေချောင်းချီစစ်ပွဲကြီးတွေအမျိုးမျိုးဆင်နွှဲခဲ့တဲ့အမေရိကန်ရဲ့အတွေ့အကြုံနည်းပညာပိုင်းအသာစီးရမှုတွေကိုကြော်လွှားနိုင်ဖို့ဆိုတာကအိမ်မက်ဆန်လွန်းပါတယ်။ဒါပေမဲ့စစ်ထမမျိုးဆက်တိုက်လျင်ပြိုင်ပွဲမှာတော့တရုတ်ကအဲ့ဒီအိမ်မက်ကိုလက်တွေ့အဆင့်ထိအသက်သွင်းဖို့ကြံစည်နေပုံရပါတယ်။ဒါကလည်းလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ နိုင်ငံရဲ့စစ်ရင်နှီးပညာတိုးတက်လာမှုတွေကတရုတ်အတွက်ပိုပြီးယုံကြည်ချက် မြင့်မားလာစေပုံပေါ်ပါတယ်။အခုလက်ရှိထွက်ပြီးသားအထိပစ္စမမျိုးဆက်တိုက်လျင်တွေထဲမှာတော့ American ရဲ့ F22 နဲ့ F35 တို့ကချွင်းချက်မရှိအကောင်ဆုံးလက်ရာတွေအဖြစ်အသိမှတ်ပြုခံထားရသေးပါ။စက်ထမမျိုးဆက်တိုက်လျင်တွေထဲမှာတော့ J36 ကအဲ့ဒီဂုံပုတ်ကိုလက်လွဲယူနိုင်ဖို့တရုတ်စိတ်ကူးရင်နေပါလိမ့်မယ်။ဒါပေမဲ့ Boeing ရဲ့ F47 ကိုတရားဝင်မိတ်ဆက်ပြီးတဲ့အချိန်ကျရင်တော့ အဲ့ဒီလက်နက်နှိပညာအသင်းမှာတရုတ်နဲ့အမေရိကန်ကြားပြိုင်ဆိုင်မှုကပိုပြီးရုပ်လုံးပေါ်လာမှာဖြစ်ပါရဲ့ရှင်အခုနားဆင်ကြရတာကတော့ People Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ပါတနင်္ဂနွေနေ့ည8:00နာရီအချိန်တိုင်းမှာကြည့်ရှုနိုင်ပါရဲ့ရှင်